နှစ်24လေးချိန်မှာရှင်းတော့ပိတ်ပေါ့နော်9နှစ်ချာ2နှစ်4နှစ်6နှစ်9နှစ်ချာရှင်းတော့ပိတ်9နှစ်4နှစ်6နှစ်9နှစ်ချာရှင်းတော့ပိတ်ပေါ့နော်ရှင်းတော့ပိတ်3ချက်တန်းနေပေါ့နော်အဲရှင်းတော့ပိတ်တန်းတာနဲ့အဲ့နှစ်ချက်16ချိန်မှာ9ခါတိုင်း9တော့ပိတ်18ချိန်မှာ3တော့ပိတ်သူကနေ9နှစ်ချာပဲ16ချိန်မှာ9ခါတိုင်း9တော့ပိတ်18ချိန်3တော့ပိတ်9နှစ်ချာပဲနော်16ချိန်မှာ9ခါတိုင်း9တော့ပိတ်18ချိန်မှာ3တော့ပိတ်ပေါ့နော်နောက်ပြီးအဲ့နှစ်ချက်ကျွန်တော်တို့ 14ချိန်မှာ6ခါပေါ့နော်14ချိန်မှာ6ခါ4 4 9နဲ့ခါ3လုံးခွန်ထည့်တယ်နောက်ပြီးတော့14ချိန်မှာ6ခါပဲ3 5 9 9နဲ့ခါ3လုံးခွန်ထည့်တယ်ပေါ့နော်ဒီမှာလည်းတတိယကက်လည်းဒီတိုင်းပဲ6ခါ2 6 9နဲ့ခါ3လုံးခွန်ထည့်တယ်အဆင်ပြေတယ်လို့လောက်ပါတယ်မဟုတ်ရကဏ္ဍဟော့ဟော့နေလို့ပေါ့နော်အဲ့ဒါမှမဟုတ်အဲ့လိုမျိုးစိတ်ကူးကြည့်တာလက္ခဏာများတဲ့သူလက္ခဏာတဲ့သူများရင်အဲ့အဲ့ဒါပဲအဓိကသုံးအောင်ပါပေါ့နော် ယုံနေတဲ့ဟုတ်ကဲ့ပါအဲ့လိုမျိုးလေးပေါ့နော်အဲ့မှာကျွန်တော်တို့ဒါလိုရင်းပေါ့ဗျာ၈နောက်ပိတ်၁၆ကြိမ်၉ခါတိုင်း၇နောက်ပိတ်၁၈ကြိမ်၇နောက်ပိတ်နောက်ပြီးတော့ကျွန်တော်တို့အဲ့နဲ့တဲ၁၄ကြိမ်မှ၉ခါစုဆောင်းမှ၄ခါ၄ခါနဲ့ဇောင်းပေါင်းချင်းခွန်ဒီ၁၃ကြိမ်ရကနန်းဒီအဲ့နဲ့တဲမှာပြန်ကောင်းကစားရတယ်ပေါ့နော် နောက်ပြီးတော့သူ့ရဲ့ဘေးနေမှာနှစ်ဆာမှာ၃ညထိတ်စီနှစ်ကြိမ်မှာနောက်ပေါင်းခွန်နှစ်ကြိမ်က၃ရက်နှစ်ခတ်၃ကြိမ်မှာ၅ထိတ်နှစ်ခတ်ထိတ်စီရိုက်တယ်အဲ့လိုရိုက်ပြီးတော့သူကနေပြီးတော့ကျွန်တော်တို့ဒီကိုဖြစ်တာတွေကျွန်တော်မပါတော့ဘူးเนาะဒီနေ့6ထိတ်တဲတာတွေပေါ့เนาะအစသဖြင့်တော်တော်များများကိုကျွန်တော်ရှင်းတော့အောင်ဖြောက်ပလိုက်တယ်သူကနေပြီးတော့1 2 3 4 5 9နှစ်မြောက်ကျွန်တော်တို့10ချိန်မှာ6ခါပေါ့နော်စီနီယာတော့မှ6ခါသူဆောင်မှာနှစ်ထိတ်နဲ့ဒီနောက်နှလုံးပေါင်းခြင်းပေါ့နော်တစ်တစ်နဲ့ပေါင်းရင်4ပေါ့6ပါဝါ4ပေါ့နော်6ခါနောက်ပေါင်းလေးငါလေးတက္ကမှတ်ထားပေါ့ဒုတိယကက်လည်းအဲ့လိုပဲကျွန်တော်တို့ဒီမှာ24ချိန်မှာ6နောက်ပိတ်16ချိန်မှာ6ခါတိုင်း9နောက်ပိတ်18ချိန်မှာ3နောက်ပိတ်14ချိန်မှာ6ခါသူဆောင်မှာ9ခါ3ခါနဲ့ဆောင်ခါ3လုံးပေါင်းခြင်းခွန်ဖြစ်တယ်သူ့အပေါ်က73ချိန်ကနန်းဒီအိုက်ကောင်အိုက်နေတဲ့မှာပြန်ကောင်ကစားရတယ်ပေါ့နော် မဟုတ်ကျွန်တော်ဆိုလိုတာကျွန်တော်အဖွဲ့တွေကဟို GB ထဲမှာတချို့ကြရှိတယ်ဗျ GB ထဲမှာတချို့ကြမရှိဘူးပေါ့နော်ဖုံးမစစ်နဲ့ဝင်ထားတဲ့လူတွေကြတော့ကျွန်တော်တယောက်တိုင်းတယောက်ချင်းဒီတိုင်းကို like ပြောလို့အစင်မပြေလို့ဒီ public ပုံမှာချပြီးတော့ဂျူပြောနေတာပေါ့နော်ထိုးကြမှာလည်းထိုးပေါ့ကျွန်တော်ထောက်ပါမယ်လို့တော့အာမမခံဘူးပေါ့နော်ဒါမဲ့စိုက်ရကဏန်းရတော့ဒဲ6ကွက်တော့ထိုးရမယ် idea မှာကျန်တဲ့ကဏန်းနဲ့ချုပ်ပြီးတော့ထိတ်ပြီးနောက်ပိတ်တွေချုပ်လို့ရရင်တကွက်ကောင်း2ကွက် ပေါ့နော်တကွက်နှစ်ကွက်လောက်အော်ထိုးမယ်ကြံတော်ကိုပါပါထိုးမယ်ပေါ့နော်ကံပေါ့ဗျာကံဆန်းတဲ့အနေနဲ့ဟောလဲဆိုတော့ဟို GB တကာကိုလိုက်ဖြန်နေတာကြာတိတ်အစင်မပြေဘူးလေနော်အဲမြောက်နောက်ပြီးကျွန်တော်အဲ့သူ့ရဲ့နောက်တစ်နေ့မှာလဲဒါသုံးညထိတ်စီပေါ့နော်နောက်နှလုံးပေါင်းခြင်းခွန်ပေါ့ဗျာသုံးညရဲ့နှက်ခွန်ထိတ်ပေါ့နော်နှစ်ကြိမ်ရဲ့သုံးညရဲ့နှက်ခွန်ထိတ် အဲ့လိုမျိုးရိုက်ပြီးတော့သူကနေပြီးတနည်းနည်းနည်း၃နှစ်၄နှစ်၅နှစ်မြောက်ကျွန်တော်တို့၁၀ချိန်မှာ၈ခါပေါ့နော်၉ရက်ငယ်လေး၈ခါ၂သောင်းမှာခွန်ထိတ်ခွန်ပိတ်၉ပိတ်နဲ့၃လုံးပေါင်းရင်၃ဖြစ်တယ်၈ပါဝါ၃ဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုတတိယကကျွန်တော်တို့ဒီမှာ၁၄ချိန်16ချိန်မှာ၉ခါတိုင်းခွန်နောက်ပိတ်၁၈ချိန်၃နောက်ပိတ်24ချိန်မှာ၈နောက်ပိတ်အဲ့ဒီထက်14ချိန်မှာ၉ခါ၂သောင်းမှာ၆ခါ၂ခါနဲ့ခါ၃လုံးခွန် ီ73ညနေ186ဒီအိုက်နှစ်ထဲမှာပြန်ကောင်းကစားရတယ်ပေါ့နော်နောက်ပြီးတော့သူ့ရဲ့ဘေးနဲ့မှာ3ညထိပ်စီး2ချိန်မှာနောက်ပေါင်းခွန်2ချိန်ရဲ့တည့်ရဲ့နှက်ခတ်3ချိန်မှာ8ထိပ်ပေါ့နော်သူကနေပြီးတော့1 2 3 4 5 5နှစ်မြောက်ကျွန်တော်တို့7ချိန်မှာခွန်ခါပေါ့နော်စီနီယာသွားတာ68ခွန်သူစောင်းမှာ6ထိပ်3ညပိတ်6နောက်ပိတ်နဲ့3လုံးပေါင်းချင်း1လို့ကစားရတယ်ပေါ့နော် လွှဲလိုက်မယ်ဟုတ်ကဲ့ပါဒါကတော့ဘယ်သူမှတင်းမခေါ်ဘူးเนาะမိမိတတ်နိုင်တော့ပေါ့ဟိုထိုးကျင်ရင်လည်းထိုးပေါ့တပတ်ချင်းဝယ်တဲ့သူလည်းအဲ့လိုမျိုးပေါ့အဲ့ဒါတော့ထိုးကျင်နေဆိုရင်လည်းအဲ့ Viber သုံးတဲ့သူဆိုပို့ဆင်ပြီးတယ်ပေါ့เนาะပို့လွှဲလိုက်ပေါ့ပို့လွှဲလိုက်တော့ပေါ့ရင်ခင်ဗျားတို့မရမှာမဘူးねเนาะဒါရင်လည်းကျွန်တော်သိန်းဆယ်ကြီးလက်ခံတဲ့အတိုင်းကိုထိုးပေးမှာကျွန်တော်လည်းထိုးမှာပေါ့เนาะကျွန်တော်တော့အလုတ်ရုပ်ပြီးတယ်တကယ်လို့ပေါက်သွားခဲ့ရင်ပြောပါနော်ပေါက်သွားခဲ့ရင်ကျွန်တော်တော့မှလွှဲပေးရမှာလည်းပါနဲ့အလုတ်ရုပ်ပြီးတယ်ဒါပေမဲ့လုတ်ရုပ်တာမရှုပ်တာတဲ့အောင်းကျင်တာပေါ့နော် အဲကနန်းလည်းမဟုတ်ကျင်တာအဒီပပလေးမမချပြတဲ့ကနန်းလည်းကိုအဝနဲ့မမလည်းမထုံထုတ်ပြန်မယ်ရဆိုလို့ရင်ဒါပေမဲ့ကိုမမလည်းမကဒီပပလေးပုံမှာချပြပေးမိဒီကနန်းကအော်ကနန်းလို့ဒီလိုက်မှာမပြောတဲ့တော့ကဘူကအဆင်ပြေတယ်လို့ဗျာဒါပေမဲ့မမထုတ်တဲ့အော်ကနန်းကဒီဂရုတကာရောက်သွားရင်ပြန်တော့တာဟုတ်ပြီပြန်ရင်ဟော့တော့တာပေါ့ဟုတ်ပြီနော်ဒါကိုးခါဒီသုံးလုံးပေါင်းချင်း၄ပေါ့ဗျာဒီရှစ်ခါဒီသုံးလုံးပေါင်းချင်း၃ခွန်ခါဒီသုံးလုံးပေါင်းချင်း၂ကိုအခြေခံပြီးတော့ကစားကြင်တာ အဲ့လိုကစားတဲ့နေရာမှာလည်းဒီဘိုးကားဒီသုံးလုံးပေါင်းရင်း၄လို့ရိုက်တာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာ၄ထိတ်နဲ့ဘေးနစ်ကတစ်နှစ်ကျော်ကနန်းပေါ့နော်ကစားတယ်ပေါ့ဗျာဒီမှာလည်း၈ခါဒီသုံးလုံးသုံးအဲ့တော့သူ့ရဲ့နောက်တစ်နှစ်မှာ၃ခါနဲ့သူ့ရဲ့တစ်နှစ်ကျော်ကနန်းကစားတယ်ပေါ့ဗျာဒီမှာလည်းခွန်ခါဒီသုံးလုံးနှစ်အဲ့နှစ်နဲ့နှစ်ထိတ်နဲ့သူ့ရဲ့ဘေးနစ်တစ်နှစ်ကျော်ကနန်းကစားတယ်ပေါ့ဗျာအဲ့လိုမျိုးတွေတည်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့က ဒီစက်ကြောချင်း6ခါတိုင်း9နောက်ပိတ်18ချင်း3နောက်ပိတ်ရိုက်တဲ့နေ့ထဲမှာတဲ့သူက4ထိတ်ပေါ့နော်4ထိတ်တခုတော့4ထိတ်ပေါ့4ထိတ်ကြောင့်သူ့ရဲ့တနည်းကျော်မှာ4ပရိတ်လို့ရရမယ်4ထိတ်နဲ့4ပရိတ်ရရမယ်နော်ဆိုလိုရင်4ထိတ်တနည်းကျော်မှာသူက4ပရိတ်ရရမယ်အဲ့4ပရိတ်ဒီသူ့ရဲ့နောက်တစ်နှစ်ကိုပြန်ထွက်ပေးရမယ်ပေါ့နော်အဲ့လိုပြန်ထွက်တဲ့နေရာမှာလည်းသူဘေးကကနန်းဒီဘေးနဲ့ကလာခဲ့တဲ့ကောင်ပေါ့နော်နားလည်မယ်တော့ထင်တယ်ဘေးနဲ့ကလာခဲ့တဲ့ကောင်ပေါ့နော်ဒီကနန်းဒီ၄ထိတ်တနည်းကျော်မှာ၄ထိတ်နဲ့ လေးထိတ်ကစီညံသွားမှာနော်လေးထိတ်ကြောင့်ဒီမှာလေးပရိတ်အဲ့လေးပရိတ်ဒီလေးထိတ်နဲ့ထွက်တဲ့လေးပရိတ်ဖြစ်ရမယ်အဲ့လေးပရိတ်ဒီသူ့ရဲ့နောက်တစ်နှစ်ကိုပြန်ထွက်ရမယ်ပေါ့နော်အဲ့လိုအဲ့လိုထွက်ရမယ်ပေါ့နော်သူ့သောင်းမှာသူက၈ထိတ်ခံထားတယ်၈ထိတ်ဒီလေးပရိတ်ရဲ့သောင်းမှာ၈ခါခံထားတယ်ပေါ့နော်ဒီအောက်ကဒီလေးပရိတ်ရဲ့ဘေးကကဏ္ဍကတော့တစ်နှစ်ကျော်မှာ၂ခါထွက်တယ်ပေါ့ဗျာတစ်ခါ၂ခါပေါ့နော်ဒါကတော့တိုက်တိုက်ဆိုင်တဲ့ခါမှာထိုးပေါ့အဲ့တော့ကျွန်တော်တို့ကသွားကျင်တာကဒီလေးပရိတ် လေးထိတ်နဲ့လေးပရိတ်သည်တောင်းတနှစ်ကိုထွက်တယ်ထွက်တာနဲ့သူဒီရှစ်ထိတ်လူသောမှာရှစ်ထိတ်ခံထားတာရဲ့တနှစ်ကျော်ကိုသွားလိုက်ပေါ့နော်ဒီခွန်30ဆိုတဲ့ကဏ္ဍကိုပြကျင်တာအရာက3ချိန်ကြမှာ12ချိန်ကြမှာလွယ်နော်12ချိန်ကြမှာလွယ်တောင်းဝန်ကြီးတာတဲ့လူဘလောက်ပဲများများဗျာကျွန်တော်တို့က200 300လောက်ပြင်ရှိပါလားအယောစကတော့ဟို GB ဝေပေး limit ပြင်တော့ခဏတော့စောင့်ပါနော်ထွက်တော့မပြေဘူးချားနေလဲပြီ ေါ့ဖို့ပဲရည်ကြီးတယ်လွယ်ပြီမယ်၄ထိပ်ဒီလူသောင်းမှာ၈ထိပ်ကန်တယ်တနည်းပြောမှာဒီ930ခွန်ထိပ်နဲ့ထွက်တဲ့ကဏ္ဍပေါ့ဗျာတနည်းပြောရရင်ဒီကဏ္ဍဒီရည်တဲ့သူကဘယ်ကနေလာလဲဆိုတော့ကျွန်တော်တို့ဒီတုံညာထိပ်စီနောင်လုံးမောင်းချင်းခွန်ထက်တဲ့နေထဲကတဲ့သူကခွန်ပါတယ်ကဏ္ဍတစ်ခွက်ပြန်ကြပါဘောနော်ဒါ390ဒီအဲ့နေထဲမှာ390ဒီမှာပြန်ကြကြတာဘောနော် ဟုတ်ပြီเนาะတနည်းပြောရင်ခွန်ပါတဲ့ကနန်းပြန်ကြပေါ့အဲ့ကနန်းကိုတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်8နှစ်မြောက်မှာဒီမှာခွန်ထိပ်စီးနဲ့လိုက်ထွက်တယ်လို့ယူဆတာပေါ့เนาะဒါလေးကလော်လော်လေးပါဟုတ်ပြီเนาะလော်လော်လေးပဲပြီးရင်တော့ရမှာပဲเนาะဒီလေးထိပ်လေးထိပ်ကြောင့်ဒီမှာလေးပရိတ်တယ်တဲ့လေးထိပ်စီးနဲ့ကနန်းလည်းဖြစ်ရမှာပေါ့เนาะလေးထိပ်နဲ့လေးပရိတ်အဲ့ကနန်းဒီနောက်တစ်နှစ်ကိုထွက်တယ်အဲ့လိုထွက်တာနဲ့သူ့ဆောင်မှာရှစ်ထိပ်တယ်တဲ့ဒီကနန်းဒီတစ်နှစ်ကျော်ကိုလည်းလိုက်ထွက်ထားတာတော့ရှိတယ် အဲ့တော့ဒီရှစ်ထက်ရဲ့မြင်းတဲ့တဲ့တစ်နှစ်ကျော်မှာထွက်တဲ့ဒီခွန်သုံးတဲ့ဒီတုံညာထိတ်စီနောင်လုံးပေါင်းရင်ခွန်ရိုက်တဲ့နေ့တည်းကခွန်ပါတဲ့ကနန်းပြန်ကြအိုအဲ့မှာလိုက်ရွှေတယ်လို့ယူဆလိုက်တာပေါ့နော်ဘာထောက်မှမယူတော့ဘူးအဲ့ဟာလေးတည်းပဲကျွန်တော်ပြလိုက်တာအဲ့တော့ဒီမှာလဲကျွန်တော်တို့ကဒီရှစ်ထိတ်စီခွာပေါင်းရင်နဲ့နောက်ပိတ်နှလုံးနဲ့ပေါ့နော်ဒီခွာနဲ့သုံးဖြစ်တယ်အဲ့တော့ဒီကျွန်တော်တို့ကတုံညာထိတ်စီနောင်လုံးပေါင်းရင်ခွန်ရဲ့နောက်တစ်နှစ်မှာသုံးထိတ်ပေါ့နော်သုံးထိတ်ဒီမှာသုံးထိတ် သုံးထိတ်လို့ရိုက်တယ်သူ့ရဲ့တနည်းကြော်မှာ၄ထိတ်နဲ့ဗရိတ်သုံးထွက်တယ်ပေါ့နော်၄ထိတ်နဲ့ဗရိတ်သုံးထွက်တယ်၄ထိတ်နဲ့ဗရိတ်သုံးထွက်တယ်တဲ့လူသောမှာလည်းသူက၈ထိတ်ခံတယ်အဲ့တော့ဒီ၄ထိတ်နဲ့ဗရိတ်သုံးဒီသူ့ရဲ့နောက်တနည်းမှာလိုက်ထွက်တယ်ပေါ့နော်ဒီမှာနှစ်ခါတောင်ထွက်တယ်အဲ့တော့ဒီတစ်ခါကိုယူလိုက်မယ်သူဘေးကကနန်းဒီဘေးနစ်ကလာခဲ့တဲ့ကောင်းပေါ့ဗျာအဲ့လွယ်လွယ်လွယ်လေးပေါ့နော်အဲ့လိုမျိုးလေးထွက်တယ်ထွက်တာနဲ့သူ့အောက်ဒီဒီမှာထွက်ထားတဲ့ဗရိတ်၃ရဲ့ဘေးကပေါ့နော်၄ထိတ်နဲ့ဗရိတ်၃ရဲ့ဘေးကဒီ၆၃၀ဒီသူ့ရဲ့တနည်းကြော်မှာလိုက်ကစားရင်နှစ်ခါတောင်ကစားတယ်တဲ့ ဟုတ်ပြီနော်ဒါထွက်တာမထွက်တာတော့မသိဘူးကျွန်တော်ဒါမှမဟုတ်ပတ်သက်ထဲတွေ့တယ်မြတ်ဖြောက်ပြောနေမှာမဟုတ်ဘူး650 650ဆိုတာအဲ့လိုမျိုးလေးတွေအထောက်အပံ့တွေကောင်းလာလေးရှိတယ်ဒါပေမဲ့သူပေးတာမပေးတာကြာကိုလည်းဒါမှလုံးလို့မရဘူးလေအဲ့တော့လိုရင်းတော့မယ်ဆိုဒီလေးထိပ်ကြောင့်ဒီပရိတ်3ဒီသူရဲ့နောက်တစ်နှစ်ကိုထွက်လို့လေးထိပ်နဲ့ပရိတ်3ဒီနောက်တစ်နှစ်ကိုထွက်လို့ဒီပရိတ်3ရဲ့ဇောင်းမှာ8ထိပ်ကံနဲ့8ထိပ်ရဲ့တစ်နှစ်ကျော်မှာထွက်ထားတဲ့ဒီခွန်တေလေးဆိုတဲ့ကဏ္ဍကတဲ့ ဒီခွန်ထိတ်နဲ့ထွက်တဲ့ကဏ္ဍကတဲ့ဒီတုံညာထိတ်လို့တဲတဲ့တုံညာထိတ်နောင်လုံးပေါင်းချင်းခွန်ရိုက်တဲ့နေထဲကခွန်ပါတဲ့ကဏ္ဍပြန်ကြပါဘောနော်ခွန်ပါတဲ့ကဏ္ဍပြန်ကြဟိုအဲ့မှာလိုက်ထွက်တယ်လို့ယူဆတာဘောနော်သူကတော့အကြိမ်ရင်တော့မယူနဲ့နော်အကြိမ်ရင်ယူရင်ဒါ၁၂ကြိမ်နေတိတိသွားမှာနော်၁၂ကြိမ်ဆိုဒီ၅နှစ်နှစ်ကပြန်ကြမဟုတ်ဘူးနော်ဒါလေးလည်းမြေတားရက်ခံရအဲ့လိုမျိုးတွေပေးခဲ့တယ် 9000ဘူးလောက်ပါလို့ရလားရတယ်ဗျာเนาะ Viper 3เนี่ย Viper 3เนาะလွှဲပြီး9000ဘူးကြတော့ဘာလို့ရမှာလဲဗျာ6000ဆိုလဲ6000 1000ဆိုလဲ1000ပေါ့เนาะဟို1000ဘူးလောက်တော့အနည်းဆုံးတော့ထိုးလိုက်ပေါ့ဗျာဟိုပေါ့ရင်လည်းအများကြီးပေါ့တာပေါ့เนาะအဲ့ပေါ့ရင်လည်းဘာလို့သင်ငန်းဝိုင်းကတ်ကြတာပေါ့အဲ့ကြရင်လည်းအဲ့ကြမှာပဲလွှဲကြပေါ့เนาะအခုလောလောဆယ်တော့ပေါ့ရင်ပေါ့တဲ့အတိုင်းအတိကျလွှဲမှာလွှဲပြီးမှကိုဘာလို့လာရောက်မှာဘာလို့သင်ငန်းကတ်ချင်ရင်တက်တက်ထက်လွှဲကြပေါ့เนาะအဲ့လိုမျိုးလေးစိတ်ကူးကြည့်တယ်ဗျာကံပေါ့เนาะ အကြံတော့ public ပေါ်လဲထွက်ပြီးမှဒီ site ကိုဒီလိုသုံးလိုက်တယ်ဆိုတာပြလို့ရတယ်เนาะအဲ့တော့ကျွန်တော်တို့တတိယကတ်အနေနဲ့ဒီမှာခွန်ဟားတိုင်းဒီသုံးလုံးပေါင်းခြင်းနှစ်ပေါ့เนาะအဲ့တော့ဒီကျွန်တော်တို့သုံးညထိတ်နောက်နှလုံးပေါင်းခြင်းခွန်ရဲ့ဘေးနှစ်မှာသူနှစ်ထိတ်တပင်ကြောင်မှာ၄ထိတ်နဲ့ပြိတ်နှစ်မဟုတ်ဘူးပေါ့เนาะအဲ့တော့ဒီပို့သွားလိုက်မယ်ဒီမှာနှစ်ထိတ်တနှစ်ကြောင်မှာ၄ထိတ်နဲ့ပြိတ်နှစ်ထွက်တယ်၄ထိတ်နဲ့ပြိတ်နှစ်ထွက်လို့အဲ့ကနန်းဒီသူ့ရဲ့နောက်တစ်နှစ်ကိုဒီမှာပြန်ထွက်တယ်ထွက်တော့လဲသူဘေးကဒီငါးကိုခွန်ဒီဘေးနှစ်ကလာခဲ့တဲ့ခွန်ပေါ့ဗျဟုတ်ပြီเนาะ စနေလေးကောင်းတယ်နော်ပေးဖို့ပဲလိုလားစနေလေးကကောင်းတယ်ဒါသူ့ဆောင်မှာလဲသူက၈ထိပ်ကြီးကပုံစံတည်ထားတာဒီ၄ထိပ်ဗရိတ်နှစ်၄ထိပ်နဲ့ဗရိတ်နှစ်နော်နှစ်ဗရိတ်နှစ်တော့မှရိုးရိုးမဟုတ်ဘူးအဲ့၄ထိပ်နဲ့ဗရိတ်နှစ်ထွက်လို့တဲ့သူ့ရဲ့နောက်တစ်နှစ်မှာဒါ၄ဟောပေါ့နော်၄ပါတဲ့ဗရိတ်နှစ်ကိုဒီမှာပြန် လိုက်ကစားတယ်နောက်တနေ့ကိုထွက်ထွက်တော့လေသူဝေးကကနန်းဒီဘေးနစ်ကလာခဲ့တဲ့ကောင်ထောက်ပြီးမှကြားတယ်လို့ယူဆတာပေါ့နော်အဲ့တော့ဒီရှစ်ထိတ်စီဒီလေးထိတ်နဲ့ဘရိတ်နဲ့ထွက်တော့ဒီဘေးကကနန်းကဒီဘက်နစ်ကိုနှစ်ခါထွက်ဆိုတော့မှပြောလို့ရတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကနှစ်ခါမဟုတ်တစ်ခါထွက်ရင်ကိုတာဝန်ကြည့်တယ်ပေါ့ဗျအဲ့တော့လောလောဆယ်တော့အကြောင်းမတိုက်ဆိုင်လို့မထွက်လာသေးဘူးလို့ပဲယူဆတယ်ပေါ့နော်အဲ့တော့ဒီ635ဒီဒီနစ်ခဲကိုထွက်နိုင်တယ်အဲ့တော့ဒီလေးထိတ်ဘရိတ် လေးထိပ်ပြီးပရိနေရဲ့ကြောင်းမှာရှစ်ထိပ်တည်တဲ့အတွက်သူ့ရဲ့တပင်းကြောင်းမှာထွက်မဲ့ခဏန်းဒီကျွန်တော်တို့ကဒါသူ့ပေးတာမပေးတာတော့မသိဘူးပေါ့နော်သူ့ရဲ့ရှိတရားခွန်ထိပ်နဲ့ဒီ၃ညထိပ်စီနောင်လုံးမောင်းချင်းခွန်ထွက်တဲ့နေ့တည်းကပြန်ကောင်းလို့ယူဆတာပေါ့နော်အဲ့တော့ပြန်ကောင်းဆိုတော့ကျွန်တော်တို့ကဒီမှာခွန်6လေးခွန်ရှိမယ်အဲ့တခွက်ပဲရှိတာပေါ့နော်ပြန်ကောင်းဆိုအဲ့ခွန်ပါတဲ့ကနန်းဆိုတော့ကျန်တဲ့ကနန်းရန်ကျင်လဲရန်ပေါ့နော်ဒါမှမဟုတ်လို့20နဲ့ကျန်ကနန်း9နှစ်နှစ်ကိုပဲတဲလိုက်ထိုးခြင်းလဲထိုးပေါ့ဒါမှမဟုတ်9နှစ်နှစ်ကရိုးလွန်းနေမြင်သာလုံးနေနော်ကျွန်တော်တော့တိတ် အာယုံမရဘူးအဲ့တာမျိုးတွေကမပေးတာများတော့မနေ့ကလည်းကျွန်တော်တို့ဒီ446ကိုတဲ့တဲ့ရကဏန်းကိုယူထိုးတာဗျအဲ့မှာထွက်တော့ဒီဒီရကဏန်းကိုလာထွက်တာအဲ့ဒါလက်တွေ့ခံပြီးအဲ့တာမျိုးတွေကဖြစ်တတ်တယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီ6လေးခွန်ပြန်ကြဖို့ဒီမှာအွှေ့ဆိုပြီးတော့သုံးနေတာဗောနော် လောလောဆယ်တော့ကျွန်တော်တို့ဒီမှာအနီးကပ်လေးတွေဆိုရင်၅ထိပ်ဗရိတ်ရှစ်၅ထိပ်ဗရိတ်ရှစ်၅ထိပ်ဗရိတ်ရှစ်ပေါ့ဗျာ၅ထိပ်ဗရိတ်ရှစ်က၅ထိပ်ဗရိတ်ရှစ်ဖြစ်ရင်ဒီကောင်းပေါင်းချင်းရှစ်ဖြစ်ရမယ်၅ထိပ်ဗရိတ်ရှစ်ဖြစ်ရင်ကောင်းပေါင်းချင်းရှစ်ဖြစ်ရမယ်၅ထိပ်ဗရိတ်ရှစ်ဖြစ်ရင်ဒီကောင်းပေါင်းချင်းရှစ်ဖြစ်ရမယ်ဒီမှာ၅ထိပ်ဗရိတ်ရှစ်သုံးရင်ဒီကောင်းပေါင်းချင်းက၈ဆိုရင်လား၃ညနောက်ပိတ်ပေါ့နော်၅30ကန်ဆန်းဆန်းပေါ့၅ထိပ်က၄ချက်ရိုက်ကျွန်တော်ရှိလို့ပြောတာနော်ဒါလေးကတော့မဆိုင်ဘူးနော်ဘယ်ဟိုလွှဲရမလဲတဲ့အဲ့ကြမှာပြီးကြမှာကျွန်တော်တခါသေးသေးရှင်းပြမယ်နော် အဲ့နောက်ပြီးတော့ဆက်တစ်ချိန်ပြီးမှပဲကျွန်တော်လက်ခံပါနော်လောလောဆယ်တော့ဘယ်သူမှမလွှဲကြနိုင်အောင်အလုပ်ချုပ်မှာဆိုလို့ तू อ่ะကျွန်တော်တို့ဒီဘက်နေလေးမှာပေါ့ဗျာဒီမှာတစ်ခါတိုင်းနဲ့ခွာကိုးရိုက်လို့တဲ့သူ့ရဲ့တနှစ်ကျော်မှာပေါ့နော်ဒါတစ်ကိုးတွဲပေါ့ဗျာဒါအမျိုးစသဖြင့်ကစားတယ်ကစားတာနဲ့တဲ့ तू อ่ะသူ့ရဲ့ဘေးနစ်ကပေါ့နော်ဘေးနစ်ကဒီ3 3ညတွဲနဲ့ကနန်းကနောက်တစ်နှစ်ကိုလိုက်ထွက်တယ်ဗျာဒီမှာ3 3ညတွဲနဲ့ပေါ့နော်နောက်တစ်ခါကျွန်တော်တို့ ဒီတစ်ခါတိုင်းပြီးတော့ဒီမှာ6ခါတိုင်းနဲ့ sorry 3ညခါတိုင်းနဲ့ခွာ6ပေါ့နော်အဲ့တော့သူ့ရဲ့တနည်းကြော်မှာလဲဒါ3ညထိတ်6ဘိတ်နဲ့ပေါ်တာပေါ့ဗျာအဲ့တော့ဒီသူ့ရဲ့ဘေးနစ်က3ည3လွဲပါတဲ့ကဏ္ဍကတဲ့ဒီမှာပေါ့နော်3ည3လွဲပါတဲ့ကဏ္ဍကသူ့ရဲ့နောက်တစ်နည်းကိုလိုက်ထွက်တယ်ဗျာအဲ့တော့ဒီမှာကျွန်တော်ဒုတိယကတ်ဒီမှာ6ခါတိုင်းနဲ့ခွာ6ရိုက်တယ်သူ့ရဲ့တနည်းကြော်မှာ6ထိတ်လို့ပေါ်ရင်6နဲ့ပေါ်တာပေါ့နော်အဲ့တော့ဒီဘေးနစ်ကပေါ့ဗျာဒီမှာ 3 3ညတွဲနေခဏကဒီမှာ3ည3တွဲလို့ပသားတယ်ဗျာဒါဆိုတတိယကတ်ဒီမှာ6ခါတိုင်းနဲ့ခွာ9ပေါ့နော်အဲ့တော့တနည်းကြော်မှာဒါ6ထိတ်လို့ပေါ်ရင်ဒါ9နဲ့ပုံမှာဆိုဒါ6 4 9နဲ့6 9လေးနဲ့ကျွန်တော်တက်ဒဲတူဖြစ်ခဲ့တဲ့ line ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကဒီဘေးနှစ်က3ည3တွဲနဲ့ခဏကိုဒီဘက်နှစ်ကိုတကွာရွှေ့မယ်ဆိုရင်ရွှေ့လို့ရတယ်ပေါ့နော်ဒီမှာဒီကတကွာသေးဗျာဒီမှာ930ပေါ့เนาะအဲ့တော့ဒီနေရာမှာဆိုလို့ရင်9ထိပ်ဒီမှာကြိုက်တယ်ဆိုရင်930ကိုထိုးကြည့်ပေါ့ဒီ၃လုံးပေါင်းရင် ရှစ်ချုံနဲ့ဆိုရင်เนาะအဲ့လိုမျိုးလေးပေါ့ဒါမှမ